အခက်အခဲဒုက္ခရောက်နေတဲ့မြန်မာအလုပ်သမားတွေခိုးလုံရလဲဖြစ်အလုပ်သမားအရေးဆောင်ရွက်တဲ့ယုံလဲဖြစ်တဲ့ AAC မဟာမိတ်အဖွဲ့ယုံကိုထိုင်းအနာပိုင်တွေကဒီကနေ့မေလ၁ရက်နေ့အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ အတင်းအဓမ္မဝင်ရောက်ဖြိုဖျက်တယ်လို့ AAC မဟာမိတ်အဖွဲ့စီကသိရပါဗျ။ AAC မဟာမိတ်အဖွဲ့ဟာထိုင်းနိုင်ငံမှာ၁၀နှစ်လောက်မြန်မာအလုပ်သမားအရေးနဲ့ပတ်သက်ပြီးကုညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ AAC မဟာမိတ်ယုံဟာထိုင်းအစိုးရစီမှာတရားဝင်မှတ်ပုံတင်ထားတာမရှိလို့ယုံကိုပိတ်ပေးဖို့နဲ့နှစ်လအတွင်းယုံကိုဖြိုပေးဖို့ပြီးခဲ့တဲ့ February 20ရက်နေ့မှာထိုင်းအနာပိုင်အဖွဲ့ကအမိတ်စာထုတ်ညွှန်ကြားထားတာပါညွန်ကြားစာထုတ်ပြီးနှစ်လအကြာဧပြီလ23ရက်နေ့မှာအာနာပန်တွေက AAC မဟာမိတ်ယုံကိုထက်ရောက်လာပြီးယုံကိုရေနဲ့မီးကိုဖျက်တောက်ခဲ့တယ်လို့ဆိုပါတယ်။ ဲ့ဒီနောက်ဒီနေ့အပြည်ပြည်ဆိုင်ရာအလုံသမားနေမှာ AAC မဟာမိတ်ယုံထဲကိုထိုင်းအနာပိုင်းတွေအတင်းအဓမ္မဝင်လာပြီးယုံအဆောက်အုံတွေကိုဖြုတ်ဖျက်ခဲ့လို့ရဲစခန်းကိုတိုင်ပြီးတဲ့နောက်ထိုင်းအနာပိုင်းတွေက AAC မဟာမိတ်ခေဟောက်ကိုအတင်းဖြုတ်ဖျက်နေတာကိုရက်ခဲ့တယ်လို့ဆိုပါတယ်ဥပဒေအရ AAC မဟာမိတ်ယုံကိုဖြုတ်ဖျက်ပေးရမှာဖြစ်လို့လာမယ့်တင်းင်းကတွင်နေ့မှာကိုရိုင်းဖြုတ်ဖျက်ပေးရမှာလို့ AAC မဟာမိတ်အဖွဲ့ရဲ့ဒါရိုက်တာဖြစ်သူကိုခိုင်ကြီးကပြောပါတယ်။ အမိစာထုတ်ခံရပြီးနှစ်လအတွင်း AAC မဟာမိတ်ရုံးကိုမပိတ်သိမ်းရဖို့အတွက်ထိုင်းတရားရုံးမှအယူခံဝင်ထားပေမဲ့လည်းထိုင်းအနာပိုင်းတွေကရုံးကိုအပြီးပိတ်သိမ်းအောင်လုပ်လာတာလည်းဖြစ်ပါတယ်။